တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာအညာဆွမ်းများလွှမ်းမိုးနေတယ်တပားသူကြောင့်ကို့မှာရည်ရွယ်ချက်တွေရည်မှန်းချက်တွေနဲ့နာဆုံးရှုံးတတ်တယ်စက်ပစ္စည်းတွေလျှက်စက်ပစ္စည်းတွေပျက်စီးမယ်ကို့လက်နဲ့ထိနေတော့ပစ္စည်းတွေပြက်သွားတာတွေကျုံတတ်တယ်အလောတကြီးဝယ်လိုက်တဲ့အတွက်ရောင်းမဝယ်မတွေလည်းဖြစ်တတ်တယ် အလောဒီကြီးယင်းဒီမြို့နံမှုကြောင့်ဆောင်းရှုံးမှုတွေရှိတတ်တယ်။ဘာလို့လို့ဒီကြိမ်မကစဉ်းစားပြီးမှလောကိုင်းမှာဘီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ 15ရက်နေ့ကရန်နောက်ဆက်တည်နဲ့ထိတဲ့တွေ့ပြီးစိတ်ပင်မလူပင်မဖြစ်မယ်16ရက်နေ့ကရာရာဆင်ပြေသောအနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်လာမယ်18ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရအောင်စီစဉ်နိုင်တယ်17ရက်နေ့ကငွေကြေးကံလုပ်ငန်းကစီးပွားကံတိုးတက်19ရက်နေ့မှာငွေကုန်ကြေးကြများမယ်တခုတည်းမကတဲ့လို့တွေကိုလုတ်ကန်ရလိမ့်မယ်20ရက်နေ့မှာ တပားသူကြောင့်ကိုယ်ရွယ်ချက်ပျက်စီးမယ်21ရက်နေ့မှာအတိုက်ခံကြတိုးတက်မှုကို ဖန်တီးနိုင်တဲ့ အနေထားကောင်းကို ကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကလအတော်အတွဲမှာဇာကပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်နောက်ရှက်တွေရှိနိုင်ပါတယ်အနီအောင်ချက်သွေးရောက်ပန်းရောင်တို့ကိုသုံးရမှာဖြစ်တယ်369ကဏ္ဍနေ့ကျိုးပေးပါတယ်အနီအောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆန္ဒပြုရင်ဆူတောင်းပြေဆန္ဒပြေပါလိမ့်မယ်ယေရှုတည်ပါတယ်